ဒီကောင်မောက်သိလားမသိဘူးနီဘင်းတယောက်ဖြစ်ဖို့တော့စာချက်နဲ့မရဘူးနီဘင်းတယောက်ဖြစ်ဖို့တော့တော်စာချက်နဲ့မရဘူးပြည်မနိုင်ငံကိုစားပြုထားတဲ့နော်ဟွာစိန်နီအဲအလေရကျဲကျူမြန်မာနိုင်ငံကိုကိုစားပြုထားတဲ့ဝါစိန်နီအလေရကျဲနဲ့လန်ညီမလေးအဲ့ဒီလန်ကိုသိလားအဲ့ဒီလံကလေ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဆင်းသက်လာတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာတည်လား 2008ခုနှစ်ကမြန်မာနိုင်ငံမှာနာကိဖြစ်မြန်မာနိုင်ငံအောက်ပိုင်းဒေသအခုဒေသအခုကာလလိုပေါ့ငလင်လိုပဲပေါ့မြန်မာနိုင်ငံအောက်ပိုင်းဒေသတခွင်လုံးမှာပြည်သူတွေတည်ကြည်ပျက်စီးရတယ်အိုးအိမ်တွေပျက်စီးရတယ်ပြည်သူတွေအသက်တွေပေးရတယ်အသက်တွေဆုံးရှုံးလိုက်ရတယ်နော်နာကိနာကိ2008နာကိအဲ့ဒီကာလမှာဘဲဘဲပြည်သူကထပြီးတော့မဲပေးသွားမှမသိတဲ့ပေးလိုက်တဲ့မဲတွေနဲ့ ရာခိုင်နှုန်းဘလောက်ဘလောက်ဆိုပြီးအောင်မြင်သွားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးအဲ့ဒီဥပဒေကနေဆင်းသက်လာတဲ့အလံဟုတ်တော့ဆိုတော့အလံအကြောင်းကိုနောက်ရကြရင်ကျွန်တော်တည်တဲ့ဗီဒီယိုဖိုင်ပြောမယ်ဒီနေ့ကတော့ဒီကောင်မနည်းနည်းလေးဆုံးမှကျလို့ချင်းနဲ့နေနိုင်မှမင်းနဲ့ရှိုးနိုင်မှเนาะတပါတီညတပါတီစနစ်နဲ့ ဒီအလောင်းချင်းနဲ့နင်းနိုင်မှာမီးနဲ့ရှို့နိုင်မှာတဲ့ကိုကြီးတို့ကတော့ဖင်ကြားရအောင်မညံ့တော့ဘာဖြစ်လဲသိလား2021 new dollar ရအစတည်လို့ပြည်သူကိုကြီးအစ်စ်နဲ့စပစ်ပြီးတော့လက်နက်မဲ့တဲ့ဆန္ဒပြမှုတွေကိုကြီးအစ်စ်နဲ့ဖြိုခွင်းတဲ့အချိန်အားစပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအကြီးအကျုံးမဝင်တော့အဲ့တော့ဒီအလံဆိုတာလည်းမရှိတော့ ကျွန်တော်တို့ဒီနေ့2021နွေဦးဒေါ်လာရင်းကစတင်လျှောက်လန်းလာခဲ့တဲ့ဒီနေ့အထိဒေါ်လာရင်းကာလ၄နှစ်ကျော်အချိန်ထိရောက်ရှိလာခဲ့တဲ့ကျွန်တော်တို့ဒေါ်လာရင်းလောကမှာမြန်မာနိုင်ငံရဲ့အလံဆိုတာမရှိတော့ဝါစိမ့်နေအခြေတလုံးတွေပါလာမလို့ ਨੇ ကျွန်တော်တို့မရှိတော့အဲ့တော့ကျွန်တော်တို့အဲ့နာမှာနည်းနည်းလေးထပ်ပြီးဖြည့်ပြောလိုက်ချင်တာကကျွန်တော်တို့ပြည်သူတွေကလည်းခက်တာဒီနေ့မင်းအောင်လှိုင်ကို လက်သီးလက်မောင်းတန်းအပြည့်ဝတော်လန်နေကြတယ်ကျွန်တော်တို့ပြည်သူတွေကလည်းဒီနေ့တော့အဲ့ဒီအလံကြီးကိုမစွန့်လွတ်နိုင်သေးဘူးဒီနေ့ဒီချစ်နေကြတော့ကျွန်တော်တို့ပြည်သူတွေကတော်လန်ကြီးကိုဘယ်လိုခံယူချက်နဲ့စတီးခဲ့လဲလို့မသိဘူးအဲ့ဒီအလံကြီးကိုဒီနေ့ဒီချစ်နေကြတော့ဆိုတော့အဲ့ဒီအလံကိစ္စတော့နောက်ရက်တသက်ပြောပါဦးရဲ့တို့ကွန်မြူနီယံလောင်းခိုးထားတဲ့ပါတီကိုဖျားတစုလို့ကိုးကွယ်နိုင်မှာเนาะအမ် တရုတ် community အလံကိုခိုးထားတဲ့ပါတီကိုဖျားတဆူလို့ကိုးဝယ်နိုင်အဲအဲ့ဒီပါတီဆိုတာ NLD ပါတီကိုပြောတာပေါ့နော်ဒါရှင်းရှင်းလေးပါပဲဒါဒီဒီလိုပြောချင်တာပါလာရင်းနဲ့ဆော်ကားပြီးတက်ဖြတ်နိုင်မှအမျိုးတွင်ရန်သူလို့တက်ဖြတ်နိုင်မှဒီဘင်းတယောက်ပြုတ်ဖို့ဆိုတာလွယ်ရဲ့အဲ့တော့ဒီဘင်းတယောက်ကိုဆော်ကားကြပါနဲ့နော်ဒီဘင်းတယောက်ပြုတ်ဖို့ဆိုတာတုံတုံတယုံစောက်ချက်နဲ့မဖြစ်ဘူးအဲ့တော့ဟုတ်တယ်ညီမလေးကိုကြီးကလည်းအဲ့ဒါကိုပြောချင်တာပဲကိုကြီးတို့ညီပိန်းတွေကတော်တော်တန်ရုံစောက်ရှက်နဲ့ မရဘူးလို့ပြောတယ်မလားကိုကြီးကလည်းညီမလေးတို့ဘောမတွေကိုပြန်ပြီးပြောခြင်းတယ်ဖင်ထဲကိုအချောင်းလိုက်ထိုးထည့်ခံထားရတာတော့မှပဲအပြုံးမပြတ်ပဲနဲ့ဒီနေ့ထိမနေနိုင်သေးတဲ့စောက်ရက်တွေကိုတော်ရုံတိုင်းစောက်ရက်နဲ့မရဘူးလို့ပြောခြင်းတာနော်